အားလုံးမင်္ဂလာခင်ဗျာကာစီနို YouTube Channel လေးရနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ Mobile Legend Player တွေအတွက်ဘယ်ဖုန်းမှာပဲဖြစ်ဖြစ် Android App ပဲရှာအောင်ဖွင့်လို့ရမယ့်နည်းလမ်းလေးတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်တော့ကနည်းလမ်းလေးတင်ထားပေးဘူးရယ်ဆိုပေမဲ့ Mobile Legend App တွေကြောင့်အဲ့ဒီနည်းလမ်းလေးကအလုံးမလို့တော့ပါဘူးခင်ဗျာဒါကြောင့်ဘယ်လောက်ပဲ App တွေလာလာ App ရဲ့စမင်းမြင်နဲ့အမြဲဆော့လို့ရနေစေမယ့်နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကိုယ့်လိုအနေနဲ့ဒီနည်းလမ်းလေးကိုအသုံးပြုတော့မယ်ဆိုလို့ရှိရင်တော့ဆက်ခိုက်ပါရယ် Android App ရဲ့ပွဲအောင်လုပ်ပေးမယ့် App တစ်ခုရယ်လိုအပ်မှာဖြစ်ပါတယ်ဒီလိုအပ်တဲ့ App တွေကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ထားပေးပါမယ်ခင်ဗျာ Okay ဒီက ောင်လေးတွေကိုထည့်ပြီးသွားရည်ဆိုလို့ရှင်တော့အရင်ဆုံး clone app ကို permission ဖွင့်ထားပေးဖို့လိုအပ်ပါတယ်အဲ့ဒီကောင်လေးကိုတစ်ချက်ပြထားလိုက်ပြီးတော့ရင် app info ရဲ့ကိုတွားလိုက်မယ်ဒါပြီးရင် permission ကိုနှိပ်လိုက်ပါ okay ပြီးတော့ရင်အောက်ဆုံးမှာ other permission ဆိုတာလေးရှိပါတယ်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပါဒါပြီးရင်အောက်ကိုနည်းနည်းဆွဲကြည့်ပြီးတော့ install ရဲ့ app ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါအဲ့ပြီးရင်တော့ဒီကောင်လေးကို all the way အလောက်မှာရွေးထားပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တစ်ချက်ပြန်ထွက်လိုက်ဒီရောက်မှာ home screen shortcut ဆိုတာလေးရှိပါသေးတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပါအဲ့ဒီကောင်လေးကိုလည်း all the way အလောက်မှာရွေးထားပေးရမှာဖြစ်ပါတယ် okay permission လေးတွေဖွင့်ပေးပြီးသွားရည်ဆိုလို့ရှင်တော့ close app ထဲကိုဝင်လိုက်လို့ရပါပြီအဲ့ permission စ်ထက်တောင်းလာပြီဆိုလို့ရှိရင်တော့အကုန်လုံးကိုအလောင်းလိုပေးထားလိုက်ဒါမျိုးပေါ်လာပြီဆိုလို့ရှိရင်လည်းဘာမှမနေဘဲနဲ့တစ်ချစ်တန်းထွက်လိုက်ပါခင်ဗျာအဲဒါပြီးရင် agree and continue ကိုနေပစ်လိုက်ပါ okay ပြီးတော့ရင်တော့ဒီအောက်ကအပေါင်းလေးကိုနေလိုက်ပြီးရင်ဒီထက်မှာ mobile legend ကိုရှားပြီးတော့ဘေးနားအပေါင်းလေးကိုနေပစ်လိုက်ပါခင်ဗျာဒီထက်ကိုရောက်လာပြီဆိုလို့ရှိရင်တော့ device privacy ဆိုတဲ့ကောင်းလေးတွေကိုဝင်လိုက်ပါခင်ဗျာအပြည့်ရင်ပြထားတဲ့ကောင်းလေးကိုတစ်ချစ်ဖွင့်ပေးလိုက်ကျွန်တော်တို့က mobile legend ကိုတခြား device ပုံစံချိန်ပြီးတော့ fps ပွင့်အောင်လုပ်မှာဖြစ်ပါတယ် okay ပြီးရင်အပေါ်က setting ဆိုတဲ့ကောင်းလေးကိုနေလိုက်ဒါဒီထက်မှာဆိုလို့ရှိရင် Huawei Oppo Vivo Xiaomi တခြား phone brand တွေကလည်းအများကြီးပဲအဲဒီထက်မှာ ိုင်းလက်ကျန်က Atron FPS ပေးလောက်မဲ့ model အမြင့်တစ်ခုခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Okay game phone ဆိုတဲ့ကောင်းလေးကိုတစ်ချက်နှိပ်လိုက်။ပြီးတော့ရင် ROG phone ဆိုတဲ့ကောင်းလေးကိုယူပေးလိုက်ပါခင်ဗျာ။ဒါပြီးရင်တော့အောက်ကတန်းဟုန်ဆိုတဲ့ကောင်းလေးကိုဆက်နှိပ်လိုက်ပါ။ဒီနေရာထိပြန်ထွက်လိုက်။ပြီးတော့ရင်အောက်က internet installation ဆိုတဲ့ကောင်းလေးကိုနှိပ်ပေးလိုက်ပါ။ Okay ဒါဆိုရင်တော့ mobile legend မှာ Atron FPS က data ပေါက်ပွင့်နေပါပြီ။တခုရှိတာကတော့ကိုယ့်သူက wifi ရှိတယ် data file ပြန်တောင်းပြီးတော့ပဲဆော့မယ်ဆိုလို့ရှင်တော့တခါနဲ့တန်းနေပြီးတော့ဆော့လိုက်ရုံပဲ။ဒါပေမဲ့ file တွေပြန်မတောင်းခြင်းမူရွှေ့ပြီးတော့ပဲဆော့ကျင်တယ်ဆိုလို့ရှင်တော့ file ရွှေ့ရမယ်ပုံစံလေးကိုတေချာလေးပြပေးပါမယ်ခင်ဗျာ။ Okay ိုင်ဆွေးမဲ့သူဆိုလို့ရှင်တော့ mobile legend ကိုဝင်ကြည့်လို့များသေးဘူးအောက်ကအပေါင်းလေးကိုနှိပ်လိုက်ပြီးတော့ရင်ဒီထက် app တစ်ခုကိုအပေါင်းနှိပ်လိုက်ပါအဲဘယ် app ဖြစ်ဖြစ်ရပါတယ်ပြီးရင် internet installation ကိုစနိုင်မယ် โอเคပြီးတော့ရတော့ထက်ထက်ထားတဲ့ app ထဲကိုဝင်လိုက်ပါဘာမှလုံးစရာမလိုဘူး app ထဲကိုရောက်ပြီးပြီဆိုတာနဲ့အကုန်လုံးတွေကပြန်ထွက်လိုက် home security ကိုပြန်ထွက်ပြီးတော့ set အခိုက်ပါရဲကိုဝင်လိုက်ပါခင်ဗျာဖိုင်တွေကိုရောက်ပြီးဆိုလို့ရှင်တော့ android file ကိုနှိပ်လိုက်ပြီးရင် data file ကိုဆက်နှိပ်လိုက်ပါအဲဒီထက်မှဆိုလို့ရှင်ကန်တော့ mobile ledger file ကိုရှားပေးရပါမယ်အဲခဲကိုယ့်ရဲ့ phone မှာ android data file တွေကပေါ်မနေဘူးဆိုလို့ရှင်တော့ကျွန်တော်ရဲ့ channel ထဲမှာနီးလန်းတင်ပေးထားတာလေးရှိပါတယ်တွားရောက်လေ့လာကြည့်လို့ရပါတယ်ခင်ဗျာโอเค mobile ledger file ကိုတွေ့ပြီဆိုလို့ရှင်တော့ icon တွေကိုတစ်ချက်ဖိထားလိုက်ပြီးတော့ရင် move ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်ပါကိုယ့်သူက phone store တွေပေါ်လို့ copy ပဲလုပ်မယ် လို့ရှင်လည်းရပါတယ်။ Okay ပြီးတော့ရင်အောက်လေးကိုနည်းနည်းလေးဆွဲကြည့်လိုက်။ဒီမှာ Cloud App ရဲ့ file လေးကိုတွေ့ရပါလိမ့်မယ်။ account လေးတွေကိုဝင်လိုက်ပါ။ file နဲ့ကိုစက်ဝင်လိုက်။ပြီးရင် external 0 Okay ဒီနေရာကိုရောက်ပြီဆိုလို့ရှင်တော့အောက်က account လေးကိုနေပြီးတော့ paste ချလိုက်လို့ရပါပြီ။ find ရတာအနည်းဆုံး5မိနစ်ကနေ15မိနစ်အထိကြာတတ်ပါတယ်ခင်ဗျာ။ Okay find ရတာပြီးသွားပြီဆိုလို့ရှင်တော့ပြန်ထွက်ပြီးတော့ Cloud App ထဲကိုဝင်လိုက်။ပြီးရင်တော့ Mobile Legend နဲ့ကိုဝင်လိုက်လို့ရပါပြီ။ဒီနည်းလေးလေးက Android App ရစရတဲ့ device ပုံစံပြောင်းလိုက်တာဆိုတော့ error ကြီးကြီးနဲ့တေချာပေါက်ပွင့်နေ။အဲကျွန်တော် patch ကိုလည်းစမ်းကြည့်အား 120fps ရောပွင့်နေ။အဲဒါပေမဲ့ Cloud App ကမနိုင် ထိုးတာတော့မသိဘူးပြန်ပြန်ထွက်ထွက်သွားရပေါ့နော်အဆင်မပြေပါဘူး mobile legend ကတော့ကျွန်တော်လည်း AC ဆော့ကြည့်ပြီးပြီပြန်လည်းမထွက်ဘူးအားလုံးအဆင်ပြေပါရခင်ဗျာ okay အကောင့်ဝင်ရမယ့်နေရာကိုရောက်ပြီဆိုလို့ရှင်တော့ဒီကောင်ကမွန်တို့အကောင့်ဒါမှမဟုတ်လို့ရှင်ကိုကဲအကောင့်နဲ့ဝင်လိုက်လို့ရပါတယ် okay gain နဲ့ကိုရောက်လာပြီဆိုလို့ရှင်တော့ setting နဲ့ကိုတစ်ချက်သွားကြည့်ကြည့်ပါမယ်ဒီမှာဆိုလို့ရှင်တော့ကိုလိုတွေ့ရတဲ့အတိုင်းပဲ FPS က Android ရနေပဲဖြစ်ပါတယ်ကိုစစ်ကြိုက်ထားပြီးတော့ short ပြရတယ်နောက်ပြီး fire ရွှေထားတာဆိုတော့ပြန်တောင်းစရာမလိုဘူး hero ရဲ့ skin တွေအားလုံးကိုအကုန်မြင်ရပါတယ်ခင်ဗျာပြီးရင် host screen ကိုပြန်ထွက်လိုက်အဲကျွန်တော်တို့ကကလုံး app ကိုသုံးပြီးတော့ဖွင့်တာဆိုတော့ mobile legend original app မှာရသွားတာမျိုးတော့မဟုတ်ဘူး ူးအကယ်၍ကလုံးပွားစရာမလိုဘဲနဲ့ဖွင့်လို့ရမယ်နီးလန်းရှိရင်လည်းထပ်တင်ပေးပါမယ်ခင်ဗျာကလုံး app ထဲကိုဝင်ဆော့တာမကြိုက်ဘူးဆိုလို့ရှိရင်လည်း shortcut ထုတ်ထားလို့ရပါတယ်ကလုံး app ထဲကိုဝင်လိုက်ဒီကောင်လေးကမလိုတော့ဘူးဖြစ်လိုက်လို့ရပြီပြီးတော့ရင် mobile legend လေးကိုတစ်ချက်ပြထားလိုက်ဒါပြီးရင် create shortcut ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ home screen မှာ mobile legend shortcut လေးပေါ်နေပဲဖြစ်ပါတယ်ကိုယ်လိုအနေနဲ့ဒီကောင်လေးကိုနှိပ်ပြီးတော့တန်းဆော့လို့ရပါတယ်ကလုံးပွားထားတဲ့နီးမလို့ moving app ကိုသွားဖြစ်လို့တော့မရပါဘူးအဲဒီနီးလန်းလေးကိုသုံးပြီးတော့ကိုယ်လိုအနေနဲ့ mobile legend app တွေဘယ်လောက်ပဲလာလား android app yes နဲ့အဆင်ပြေပြေဆော့လို့ရနိုင်ပါတယ်ဖြစ်ပါတယ်ကျွန်တော်လည်းဒေချာလေးစမ်း ီမှာတင်ပေးတာဖြစ်လို့ကိုယ့်လူတွေလည်းโอเคကြလိမ့်မယ်လို့ထင်မိပါတယ်။ကဲဒီနေ့ review လေးကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်လည်းကျွန်တော်ရဲ့ channel လေးမှာဒီလို game နဲ့ပတ်သက်ပြီးအသုံးဝင်မဲ့နေလန်တွေ app တွေကြောင့်ကိုအမြဲတမ်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဖြစ်ပါတယ်။ video လေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျာ။